ုံတွဲတိုင်းတည်ထားကြဖို့အထူးသဖြင့်လိန်ဆက်ဆံရမှာစိတ်မပါတဲ့စုံတွဲတိုင်းတည်ထားကြဖို့လိန်ဆက်ဆံခြင်းရဲ့အကျိုးရလဒ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လိန်ဆက်ဆံခြင်းရဲ့အမခန်းကောင်းကျိုးများအကြောင်းကို လေ့လာကြည့်အောင်။လိန်ဆက်ဆံခြင်းဟာတင့်ကိုကျမ်းမာစေနိုင်တယ်ဆိုရင်တင်ယုံနိုင်မလား။လိန်ဆက်ဆံခြင်းဟာတင့်ကျမ်းမာရေးကို များစွာ အထောက်အပံ့ပြုနိုင်ပါတယ်။လိန်ဆက်ဆံခြင်းဟာတင့်ကိုကျမ်းမာစေနိုင်တယ်လို့ ီအချက်တွေကြောင့်ပြောရတာဖြစ်ပါတယ်။ဒါတွေကဘာတွေလဲ?နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေအဖြစ်နည်းမယ်။ပျော်ရွှင်ကြမ်းမာတဲ့လိမ္မှုဘဝကို ပိုင်ဆိုင်ထားတဲ့သူတယောက်ဟာတနိုင်မှာ၄မိုင်ကနေ၆မိုင်အထိလမ်းလျှောက်ပြီးလက်တင်က လုံနေသူတယောက်နဲ့ညီမျှပါတယ်။နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တဲ့နှလုံးသွေးကြောကျဉ်းတာမျိုး၊လေဖြတ်တာမျိုးတွေဖြစ်နိုင်ဖို့ရခိုင်နှုန်းနည်းပါသွားပါတယ်။လိမ့်ဆက်ဆံနေစင်းမှာလွှတ်လွှတ်ရှားရှားရှိနေမဲ့အတွက် နှလုံးခုန်လုံးမြင့်တက်နေမှာတေချာဖြစ်ပါတယ်။ဒါဟာနှလုံးကြားမာရေးအတွက်အထူးကောင်းမွန်ပြီးတက်လုံလည်းကောင်းမွန်စေပါတယ်။ဒါအပြင်ကြားဟော်မုန်းနဲ့မဟော်မုန်းတွေကိုလည်းထိညှိပေးနိုင်ပါလေတဲ့။နာကျင်မှုတွေကိုယောနေတဲ့တာစေပါတယ်။တင်းရဲ့အိမ်တော်ပဲဒါမှမဟုတ်ချစ်သူဟာတင့်ကိုချစ်ခင်ကျင်နာမှုတွေ ပေးတဲ့အခါတင့်အနေနဲ့အတိုင်းမသိကြည်ရူးပျော်ရွှင်လာမှာဖြစ်ပါတယ်။ သူ့ရဲ့ဓပုံလေးကိုမြင်နေရရင်တောင်တင့်အနေနဲ့ပြောရွှင်နေတာဖြစ်ပါတယ်ဒီလိုပါပဲတင်ချစ်ခင်ရသူတယောက်နဲ့လိန်ဆက်ဆံခြင်းကြောင့်နာကျင်မှုတွေကိုညော်နဲ့သက်သာစေနိုင်ပါတယ်အထူးသဖြင့်အမျိုးသမီးတွေဟာလအစဉ်ဓမ္မတာလာချိန်မှာနာကျင်မှုတွေကိုခံစားရကြပါတယ်အဲဒီလိုချိန်မှာလိန်ဆက်ဆံမှုတစ်ခုပြင်းပြောင်းခြင်းကိုခံစားရမယ်ဆလို့ရှိရင်နာကျင်မှုတွေကိုသက်သာစေနိုင်ပါတယ်ကောင်းမွန်တဲ့ပြင်းပြောင်းခြင်း လင်းဆက်ဆာမှုပြင်းပြောင်းခြင်းဟာကာလကြာရှည်ခံစားနေရတဲ့ခါနာယောဂါကြွတ်သားနာခြင်းမှုယောဂါတွေကိုတောင်းယောပါစီတယ်လို့ဆိုထားပါတယ်။ပြီးတော့လင်းဆက်ဆာခြင်းကြောင့်စိတ်ဖြစ်စည်းမှုတွေယောနယ်စိမ်းမှာအသေးချာဖြစ်ပါတယ်။လင်းဆက်ဆာမှုကိုပြုလုပ်တဲ့အခါဘုံနောက်အစိပ်ပိုင်းတစ်ခုကနေတာယာမှုကိုခံစားရပါတယ်။လင်းဆက်ဆာမှုတစ်ခုကိုအဆုံးထိပြင်းပြောက်စရာတော့မလိုသေးပါဘူး။နှိုးဆွခြင်းတစ်ခုဖြစ်တဲ့ လိန်စိတ်ထကြွလာခြင်းရှေ့ပြေးလုပ်ငန်းစဉ်အဆပြုနှူးစွာပေးခြင်းလိုမျိုးပြုလုပ်ပေးခြင်းကတောင်ခန္ဓာကိုယ်မှာရှိတဲ့ကျွတ်သားမှန်သမျှကိုပြည့်ရော့စေပြီးစိတ်ဖြစ်စည်းမှုကိုညော့နဲ့တက်တာစေပါလေဘုံမဆက်ဆံခြင်းတစ်ခုပြီးမြောက်တဲ့အခါလူတစ်ယောက်ဟာမိမိကိုယ်ကိုပုံမို့လေးစားလာပြီးမိမိကိုယ်ကိုယုံကြည်မှုတို့တိုးပွားလာတာတက်ကြွလန်းစန်းနေမှာဖြစ်ပါတယ်ပြီးတော့ကင်ဆာယောဂါကိုတောင်းကာကွယ်ပေးနိုင်ပါတယ် ကောင်းမွန်တဲ့လိင်ဆက်ဆံခြင်းတစ်ခုကိုပြီးမြောက်စေနိုင်တဲ့အမျိုးသားတစ်ယောက်ဟာစီးကျိတ်ကင်စာဖြစ်ဖို့ရန်ရန်ခိုင်နှုန်းလည်းပါပါတယ်။တခုရေးအာသာဖြည့်ခြင်းပင်လည်းစီးကျိတ်ကင်စာဖြစ်ခြင်းကိုရော့ချပေးနိုင်ပါတယ်။နောက်တစ်ခါအိတ်ဆက်ခြင်းဆက်ဝန်းအတွက်အကျိုးရှိပါတယ်။လိင်ဆက်ဆံခြင်းဟာပို့ပြီးတော့နှစ်နှစ်ချက်ချိုက်အိပ်ပျော်စေပါတယ်။အကြောင်းရင်းအတိအကျတော့မရှိသေးပါဘူး။ဒါပေမဲ့ကာမဆက်ဆံပြီးစုံတွဲတွေဟာစိတ်ကျေနပ်မှုကိုအပြည့်အဝရရှိပြီး လွယ်လွယ်ကူကူနှစ်ချိုက်စွာအိပ်ပျော်နိုင်ကတော့အမှန်ပဲဖြစ်ပါတယ်။နိုးထလာတဲ့အခါမျိုးမှာလည်းလမ်းစမ်းတက်ကြွနေပြီးနေသည့်တွေကိုရင်ဆိုင်ဖို့ခွန်အားအပြည့်ရှိနေတတ်ပါတယ်။လေးဆက်စားတဲ့အခါပရိုလက်တင်ဆိုတဲ့ဟော်မုန်းထွက်လာပါတယ်။ပရိုလက်တင်ဟာအိပ်စခြင်းပေါ်များစွာအကျိုးသက်ရောက်ပါတယ်။နောက်တစ်ခါစိတ်ကြည်လင်လန်းစားစေပါတယ်။ရုပ်ရှင်တွေထဲမှာမင်းသားနဲ့မင်းသမီးဟာလေးဆက်စားမှုတစ်ခုအပြီးမှာပြိုးရွှင်ရီမောနေကြတာကို တွေ့မြင်ဘူးကြပါပါကိုချစ်ရတဲ့သူနဲ့ချစ်တဲ့နှောရတဲ့အခါစိတ်အစင်ဟာကြည်လင်ပျော်ရွှင်နေမှာဖြစ်ပါတယ်ပြီးတော့အသားအရည်ကိုကြည်လင်လှပစေနိုင်ပါတယ်ဒါဟာယုံကြည်စရာတော့မကောင်းပါဘူးဒါပေမဲ့အမှန်ဖြစ်ပါတယ်ချစ်တဲ့နှောပြီးကစားလူတွေဟာပုံမကြည်ကောင်းနေတတ်ကြပြီပုံမနှုတ်ပြုံနေတတ်ကြပါတယ်ကာမဆက်စားနေစဉ်တွေမှာ တွင်းလေပတ်မှုဟာကောင်းမွန်နေပြီအရေးပြားပေါ်ကိုအကျိုးတက်ရောက်စေနိုင်ပါတယ် ုံမဲရင်ရောချင်းကိုဓာစီပေးနိုင်ပြီးအသားအရည်ကြည်လင်တောက်ပနေမှာအသေးချာဖြစ်ပါတယ်ဆက်လက်ပြီးတော့လူသိမီများအတွက်ရာသီသွေးဆင်းခြင်းနဲ့ပတ်သက်ပြီးမိန်းကလေးအများစု ခံစားရတဲ့ဝေဒနာကြောင့်ကိုတင်ဆက်ပေးခြင်းပါတယ်ရာသီသွေးဆင်းခြင်းနဲ့ပတ်သက်ပြီးမိန်းကလေးအများစုခံစားရတဲ့ဝေဒနာတစ်ခု ရှိပါတယ်အဲ့ဒါကတော့ PMS လို့ခေါ်တဲ့ရာသီမလာခင်ဒေါသထွက်ခြင်းစိတ်သက်ကြခြင်းစိတ်အားငယ်ခြင်းအဆရှိတဲ့ စိတ်ပိုင်းဆိုင်ရာအပြောင်းလဲတွေဖြစ်ပါတယ်တချို့ကတော့တာမစိတ်တူစိတ်ဆက်လွယ်လို့နဲ့ပြီးသွားပြီမဲ့တချို့အတွက်ကတော့လူမှုရေးကျန်းမာရေးစီးပွားရေးတွေမှာထိခိုက်လောက်တဲ့အထိကို စိတ်ဓာတ်အတက်ကျဆိုးဆိုးဝါးဝါဖြစ်တတ်ပါတယ်ကဲဒါဆိုလို့ရှိရင် PMS ဘာကြောင့်ဖြစ်တာလဲဘာကြောင့်ရဲလို့အတိအကျမပြောနိုင်သေးပေမဲ့ခုချိန်ထိတော့ဟော်မုန်းတွေမကြီးမမျှဖြစ်တာကြောင့်လို့စိတ်ညာရှင်တွေကလက်ခံထားကြပါတယ်။ရာသီမလာခင်တပတ် ဒါမှမဟုတ်နှစ်ဘက်အလိုလောက်မှာခံစားရလိမ့်ရှိပြီးရာသီလာတာနဲ့တက်ပါသွားတတ်ပါတယ် PMS ရဲ့ယောဂလက္ခဏာတွေကိုလေ့လာကြည့်အောင်နံပါတ်၁က mood swing လို့ခေါ်တဲ့စိတ်ဓာတ်အတက်ကျဖြစ်နေမယ်ခဏနေပျော်လိုက်ခဏနေဝမ်းနေလိုက်ခဏနေတက်ကြွလိုက်ခဏနေအားငယ်သွားလိုက်နဲ့အင်မတန်ခံစားရခက်ခိတ်ချုပ်ရခက်တယ်ဆိုတာမိန့်ကလေးတိုင်းသိကြပါဗါတယ်နံပါတ်၂စိတ်ဆိုးစိတ်တူရမယ်စိတ်ဆက်မယ် ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေကိုအရင်ကြီးတုံ့ပြန်နေပြီးတဲ့အတွက်လူမှုရေးထိခိုက်မှုတွေတောင်ရှိလာနေပါတယ်။နောက်တော့စာပြင်းစာကျင်နေပါတယ်။ဟိုကလည်းစာကျင်ဒီကလည်းစာကျင်နဲ့တွိကရာရှောက်စားချင်နေရတာဖြစ်ပါတယ်။အထူးသဖြင့်ခြူရာတွေကိုစားချင်ပါတယ်။ပုံမှန်အချိုမကြိုက်တတ်တဲ့ဒူတောင်ဒီလိုချိန်ဆိုလို့ရှိရင်ရေခဲမုံတို့ချောကလက်တို့အရန်စားချင်ပါတယ်။နံပါတ်၄ရင်သားတွေတင်းပြီးနာတာတို့ခေါင်းကြိုက်တာတို့ အစာမကြေလေပွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ကေတာဆုလို့ရှိရင်ဘယ်အရာတွေကအဲ့ဒီ PMS ကိုပိုဆိုးစေတာလဲ။နံပါတ်၁ကတော့စိတ်ဖိစီးမှုများခြင်း။နံပါတ်၂အဝလွန်ခြင်း။နံပါတ်၃ကော်ဖီအလွန်ကျွံတောက်သုံးခြင်း။နံပါတ်၄အရက်အလွန်တောက်သုံးခြင်းတွေဟာ PMS ရောဂါလက္ခဏာတွေကိုပိုပြီးတော့ဆိုးရွားစေနိုင်ပါတယ်။ကေတာဆုလို့ရှိရင် PMS ယောဂလက္ခဏာတွေတက်တာအောင် ဘာတွေစားကြမလဲ။နံပါတ်1 sugar craving အချို့အရင်စားတဲ့သူတွေအတွက် GI နဲ့တဲ့အစားအစာတွေကအထောက်ကူဖြစ်စေပါတယ်။ GI နဲ့တဲ့အစားအစာတွေကိုရွေးချယ်စားတော့တင်ပါတယ်။နံပါတ်2 calcium နဲ့ vitamin D ကရာသီမလာခင်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲတွေနဲ့ရာသီလာစဉ်နာကျင်ကြိုက်ခဲမှုတွေကိုသက်သာစေပါတယ်။ဒါကြောင့်အစီထုတ်ထားတဲ့နွားတို့ကို နေ့စဉ်တောက်သုံးပေးတင်ပါတယ်။ ဒီနေရာမှာတခုပြောချင်တာကအစီထုတ်ထားတဲ့နွားတို့ဟာမလိုက်အပြည့်ပါတဲ့နွားတို့ထက်ဗီတာမင် D ပါဝင်မှုနည်းပါပါတယ်။ဒါကြောင့်ဗီတာမင် D ထပ်မံဖြည့်စွက်ထားတဲ့ skin milk တွေက အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။အကယ်၍ကယ်လ်ဆီယမ်နဲ့ဗီတာမင် D ကိုအားစေးအနေနဲ့တောက်သုံးမယ်ဆိုရင်တော့ကျန်းမာရေးပညာရှင်တွေနဲ့အရင်ဆုံးတံပင်ဖို့တော့အကြံပေးချင်ပါတယ်။နံပါတ်၃ဗီတာမင် E နဲ့ essential fatty acid တွေပါဝင်တဲ့အားစေးတွေဥပမာငါးကြီးစီကတော့ PMS ရဲ့လက္ခဏာတွေကိုသိသိသာသာသက်သာစေနိုင်ပါတယ်။နံပါတ်၄အရင်က Evening Primrose All ကို PMS သက်သာစေဖို့အတွက်ဆေးအနေနဲ့ပေးကြပါတယ်။လိလစမ်းသပ်မှုတွေအရအမှန်တကယ်ထိရောက်မှုရှိတာမတွေ့ရတဲ့အတွက်ခုနောက်ပိုင်းမှာတော့တိတ်မတုံကြတော့ပါဘူး။နံပါတ်၅အရက်အလွန်ကျွံတောက်သုံးခြင်းကိုရှောင်ကျဉ်ရပါမယ်။အမျိုးသမီးတယောက်အတွက်တင့်တော်တဲ့အယ်ကိုဟောပမာဏဟာတရက်ကို1 fruit ounce 30 ml သာဖြစ်ပါတယ်။နံပါတ် ကော်ဖီအလုံးကျုံတောက်သုံးခြင်းကိုလည်းရှောင်ကြဉ်ရပါမယ်။တနေ့ကိုသုံးခွက်ထက်ပိုပြီးမတောက်တာကောင်းပါလေ။နံပါတ်5အဝအလုံးနဲ့သူတွေဆိုလို့ရှိရင်ကိုယ်အလေးချိန်လျှော့ချဖို့လိုအပ်ပါလေ။နံပါတ်6စိတ်ဖိစီးမှုတွေကိုလျှော့ချရပါမယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာစိတ်ဖိစီးမှုကိုအတော်လေးလျော့ချစေနိုင်ပါလေ။လေလာစမ်းသပ်မှုတစ်ခုအရ PMS ဝေဒနာခံစားနေရတဲ့အမျိုးသမီးတွေကိုတနေ့ကို2ချိန်တစ်ချိန်မှာ15မိနစ်ခန့်နှလုံးမိတ်ငြိမ်ငြိမ်လေးထိုင်နေစေပြီး ဝင်လာတဲ့အတွေ့အကြုံကို3ထားကြည့်ခိုင်းပါတယ်။အတွေ့အကြုံဝင်လာတဲ့အခါဘာမှ react မလုပ်ပဲတည်ုံလေးတင်တည်နေဖို့ညွှန်ကြားချက်တွေပေးထားပြီးစားသက်ကြည့်တဲ့အခါ PMS ဝင်လာတွေကို ထိထိရောက်ရောက်တက်တာစီတာတွေ့ရပါတယ်။ယောဂလေးကျင့်ခြင်း၊စာဖတ်ခြင်း၊တခြင်းနားထောင်ခြင်းတို့နဲ့စိတ်ပီစီးမှုကို ရောကြစေနိုင်ပါတယ်။မိန်းကလေးတိုင်းကိုကြမ်းမာတဲ့စိတ်ချမ်းသာတဲ့ပြည့်ရက်လေးတွေကိုပိုင်ဆိုင်နိုင်ဖို့ဆန္ဒပြုပါတယ်။အမျိုးသားတွေကိုကောင်မလေးတစ်ခါတလေ ဘာဖြစ်လို့ဖြစ်သွားမှမသိဘာလို့ပြေးလို့လို့ပြေးရမှမသိတဲ့အဖြစ်မျိုးတွေကင်းပါစေလို့လည်းအမျိုးသားတိုင်းအတွက်ဆန္ဒပြုပါရခင်ဗျာကျေးဇူးတင်ပါတယ်